ဒီကြားကြောင့်ဘရူနိုဖာနန်ဒက်နဲ့ဘာစီလိုနာတို့အကြားအပြောင်းရွှေ့ကြေးကိစ္စဖြစ်လာလိမ့်မယ်။ဘာစီလိုနာကိုင်းတဲ့လူဟောင်းတူကမန်ချက်စတာယူနိုက်တက်အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ကိုအူထရက်ဖိုးကနေပြီးတော့ကက်တလန်အသင်းစီကိုပြောင်းရွှေ့ဖို့တိုက်တွန်းခဲ့ပါရီ။ဘရီကလေးဝီစီကစားသမားဟာဒီယာဒီအမိုရီရဲ့အသင်းမှာကက်စမေယိုနဲ့အတူတူကိုင်းလေဘဟုမှာအကန့်အသတ်နဲ့ကစားနေရပြီးတိုက်စစ်ပိုင်းမှာပုံမူပါဝင်ရတဲ့အနေအထားမျိုးမဟုတ်ပါဘူး။ဖာနန်ဒက်ကပြီးခဲ့တဲ့ရာသီကပရီးမီးယားလိဂ်သမိုင်းမှာယူနိုက်တက်ရဲ့အဆိုးရွားဆုံးရာသီအတွင်းမှာတခုတည်းသောတောက်ပတဲ့အလင်းအောင်ဖြစ်စေခဲ့ပါရီ။ ပေါ်ဒီကွေးလေလူကပြိုင်ပွဲအားလုံးမှာ59ပွဲကစားပြီးတော့16ကိုအတွင်း16ကိုဖန်တီးခဲ့တယ်လို့အသင်းရဲ့အကောင်းဆုံးကစားသမားနဲ့အများဆုံးအတွင်းကိုရှိသူလည်းဖြစ်ခဲ့ပါတယ်။ထူးချွန်တဲ့စွမ်းဆောင်ရည်ရှိခဲ့ပေမဲ့အမိုရင်းကဖာနန်ဒက်ကိုစန်သက်ဖို့တဆုံးပြတ်ခဲ့ပြီးတော့လက်ရှိရာဒီမှာသူ့ကိုကက်စမဲယိုနဲ့အတူတူကွေးလေဘဟိုနှစ်ဦးနေရာမှာထားခဲ့ပါတယ်။နေရာဒီမှာမာတီးယက်ကွန်ညာနဲ့ဘရိုင်ယန်အန်ဝဲမှုရောက်ရှိလာခြင်းနဲ့မေဇမော့ပြန်လဲခြေစွမ်းပြလာခြင်းတို့ကြောင့်မလို့ဖာနန်ဒက်ကဒီရာဒီမှာ3421စနစ်နဲ့အများဆုံးကစားရတဲ့ပုံမှန်ခန်းစစ်ဆန်တဲ့နေရာမှာကစားဖို့အတွက်ဖိအားပေးခံခဲ့ရပါတယ်။ ဘာစီလိုနာနဲ့စပိန်ကွင်းလယ်လူဟောင်းဖြစ်တဲ့ကားကအီဂိတ်ကန်တို့ကောင်ကြည့်ပါလားသူလည်းအသက်30ကျော်မှာဘာကောင်ရောက်လာမလို့ဘရူနိုဖာနာဒက်တာပြောင်းရွှေ့နေတယ်ဆိုလို့ရှိရင်တော့အသက်ရွယ်အရန်စိုးရင်ကြတော့မရှိပါဘူးအရေးချင်းမရဆိုလို့ရှိရင်တော့လာလီဂါမှာအောင်မြင်မှုအတွက်ကစားသမားတူအတွက်လိုအပ်တဲ့အချိန်အားလုံးသူ့မှာရှိတယ်သူဘယ်လိုခံစားလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်သူကယူနိုက်တက်အသင်းမှာအသင်းကောင်းဆောင်ဖြစ်နေရတော့သိကြတယ်သူပိုနှစ်သက်တဲ့နေရာမှာမကစားတဲ့အချက်ကသူ့ကိုတက်ရောက်မှုရှိနိုင်ပါတယ်သူဘာကြောင့်လာလီဂါအထူးသဖြင့် ဘာကောင်မသွားနိုင်ရလဲဆိုတာကျွန်တော်မမြင်မိပါဘူး။ထပ်ပြောရမယ်ဆိုလို့ရှင်တော့ကစားသမားတွေကအဲ့လိုစိန်ခေါ်မှုတွေမတူညီတဲ့နိုင်ငံတွေမတူညီတဲ့လူတွေမတူညီတဲ့လူတွေမှာဖားသားတွေအနိုင်ရရှိအောင်နှက်တက်ကြလိမ့်မယ်လို့ကျွန်တော်တို့ထင်ပါတယ်။ဒါသူ့ရဲ့စိတ်ထဲမှာအချိန်ပေါင်းများစွာပေါ်လာခဲ့လိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ဒါပေမဲ့ဒါရီမန်းချက်နဲ့သူ့ရဲ့အဲ့ဒီအခြေအနေပေါ်မှာမူတည်ပါတယ်။ဗီနီရှားဂျူနီယာကိုပရီးမီးယားလိမှာမြင်ကျင်တယ်လို့ပဲဖာနယ်တာကိုလာလီကာမှာမြင်ကျင်ပါတယ်လို့မန်ဒီယေတာကဆိုထားပါတယ်။ဘာစီလိုနာပရိသတ်တွေကသူ့ကိုတရားခံလို့နှက်တက်ကြမှာပါ။ သူ့ရဲ့ဈေးကအရေးကြီးပါရောကိုကြီးကိုသေးပါရောဖြစ်ပါလိမ့်လို့ပြောကြခဲ့ပါတယ်။ Saudi Pro League Club တွေက Fortnite ကိုအချိန်တော်ကြာစိတ်ဝင်စားနေခဲ့ပေမဲ့ပြီးခဲ့တဲ့အပြောင်းရွှေ့ကာလမှာစိတ်ဝင်စားမှုတွေကိုပယ်ချခဲ့ပြီးတော့ United အသင်းကောင်းဆောင်က Old Trafford ကနေပြီးတော့ထောက်ခွာဖို့ဖိအားပေးခဲ့ခြင်းမရှိပါဘူး။သူက2029ခုနှစ်ထိစာချုပ်ချုပ်ဆိုထားပြီးတော့နောက်ထပ်12လတက်တန်းတိုးခွင့်လည်းပါပါတယ်။ဆက်ပြီးတော့ကျွန်တော်ထင်ပါတယ်ဘလူးလိုဘာရီပဲဖြစ်ဖြစ်သူဆက်နေခြင်းလေဆိုတာကျွန်တော်သိပါတယ်အဲတချိန်တည်းမှာပဲပတ်ဆက်မမမဲမဲကဲလန်မှုတွေရောက်လာရင်တော့ဘာလုပ်နိုင်မလဲ သူကအဲ့ဒီပိုင်းမှာပါဝင်ခြင်းသေးတဲ့အသက်ရရောက်နေပြီဒါပေမဲ့ကဘာကြီးရဲ့လှုပ်ဆောင်မှုမဟုတ်တာကြောင့်မလို့အရာအလုံးလှည့်ရှုလို့မရပါဘူးအဲ့လိုဖြစ်ခဲ့ရင်ဘသူမှအရင်ပုံကိုရခံယူကြမယ်လို့မထင်မိပါဘူးသူတို့ကိုကိုင်ကြီးနိုင်မို့တန်းတန်းသမျှအရာအလုံးလှုပ်ခဲ့ပါရီတစုံတစ်ယောက်ဝင်လာရင်အဲ့အကန့်အသက်ချက်စီကိုရောက်လာမှာပါအဲ့ဒီငွေကြီးနဲ့ဆိုလို့ရှိရင် sorry အကြောင်းပြောတာဖြစ်နိုင်ပါရီအဲ့လိုထပ်ပြစ်လာခဲ့ရင်ဘာဖြစ်ဖြစ်ဘရူနိုကိုအပြစ်တင်လို့မရတော့ပါဘူးသူလှုပ်တဲ့အရာကိုမှန်ကန်စွာလှုပ်ဆောင်ခဲ့တယ်ဆိုတော့လက်ခံပြီးတော့ဆက်သွားရပါလိမ့်မယ်အဲ့လိုစွမ်းအင်မျိုးရှိတဲ့ကစားသမားတူလိုအပ်ပါရီ ဒါတွေကလူတွေနားမလည်အရာပါလို့ထပ်လောင်းပြောကြားခဲ့ပါတယ်။အသက်32နှစ်ရွယ်ဘရူနိုကပြီးခဲ့တဲ့သတင်းပတ်ကုံက Crystal Palace ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းမှာဒဏ်ရာရရှိမှုကြောင့်မလို့အနေငယ်စိုးရင်ခဲ့ရပါတယ်။ဒါမဲ့လေအမိုရင်ကပွဲပြီးမှာကျွန်တော်နောက်ဆုံးမှလူစားလေးခဲ့ရပါတယ်။ဈေးပွဲနဲ့စကားပြောဖို့လိုအပ်ခဲ့ပေမဲ့သူကအရှင်ပြေပါတယ်လို့ပြောကြားခဲ့ပြီးစိုးရင်မှုတွေကိုပြေလျော့စေခဲ့ပါတယ်။